လူတွေရဲ့နောက်ဆုံးလိုအပ်ချက်ကလေးတစ်ခုရှိနော်ကိုယ့်ကိုမေးကြည့်ပါနောက်ဆုံးလိုအပ်ချက်ကလေးကဘာတော့ကိုယ့်ကိုအဖြေထုတ်ကြည့်မယ်ဆိုဘဝမှာနောက်ဆုံးလိုအပ်ချက်ကလေးဘာတော့ဆိုလူတွေကအမျိုးမျိုးတော့ပြောကြမှာပေါ့နော်တကယ်ကနောက်ဆုံးလိုအပ်ချက်ကလေးက ဤဘဝဤအခြားမဲ့နိုင်ကြည့်တဲ့ကောင်းတဲ့ဘဝရောက်ပြရစေဆိုတာနောက်ဆုံးလိုအပ်ချက်ကလေးပဲဒါလေးကတည်သည်ဤအခြားမဲ့ဆိုတာနောက်ဆုံးလိုအပ်ချက်ကဒါလာမှာပဲလေဒီဘဝတော့ပြောကြတယ်နိဒီဘဝတော့ဒီညတာပေါ့အဲ့တော့နောက်ဘဝကျတော့ဒီတဲ့ကောင်းတာလိုချင်တယ်ဟုတ်ပြီနောက်ဘဝဒီတဲ့ကောင်းတာရချင်ဘာလုပ်ရမလဲမြတ်စွာဘုရားကနင်းဒီဘဝက ဒါတွေပြည့်စုံသွားပြီဆိုလို့ရှိရင်ကဲဒီဘဝအဆုံးသတ်လို့မျောလင်းချက်ကုန်သွားပြီဆိုရင်နောက်ဘဝမလုပ်ဖို့လို့ကောင်းတဲ့ဘဝရောက်ချင်သလားတဲ့ရောက်ချင်ပြီဆိုလို့ရှိရင်တမ္မာပฏิပတိသက်ခံနာအာရောတမ္မာပฏิပတိမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လမ်းခြင်းဟာတဲ့သက်ခံနာ လူပြည်နတ်ပြည်တို့ရဲ့အာဟာရရောက်ချောင်းတရားပါပဲလို့ပြောဆိုတယ်။ကောင်းတဲ့လူဘဝကောင်းတဲ့နတ်ဘဝဖြစ်ချင်သလားဖြစ်ချင်တမ္မာပฏิပတ္တိ။ဒါဖြင့်တမ္မာပฏิပတ္တိမှန်မှန်ကန်ကန်လျှောက်လန်းရမယ်ဆိုတာပါပြောရမယ်ဆိုရင်ဒုစရိုက်ကိုလျှောက်သူစရိုက်လမ်းကြောင်းကလျှောက်ပေါ့။ဒါပြောတယ်နော်။ အကုသိုလ်ကမ္မပဋ္ဌာန်းဆယ်ပါးကိုရှောင်ရှားလို့ကုသိုလ်ကမ္မပဋ္ဌာန်းတရားကိုကျင့်သုံးတာဟာသမ္မာပฏิပတ်တိပဲအဲ့တော့ဒါကယူနေတဲ့တရားနဲ့ခုဒီနောက်ဘဝကောင်းတာရောက်ချင်လို့ရှိရင်ဘုန်းကြီးတွေကာယကံမှုဝစီကံမှု မနောကံမှုဆိုဒီသုံးခုနဲ့ပတ်သက်ပြီးတော့သမ္မာပฏิပတ်တိဆိုတာပြောရမယ်ဆိုရင် သူများရဲ့ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုအဘိဓါဆိုတဲ့လောဘအတွေးမဖြစ်စေနဲ့ဒါနံပါတ်1တပည့်သားပျက်စီးသွားအောင်ကြံတွေးရတဲ့ဒေါသအတွေးမျိုးမတွေးမိစေနဲ့ကံကံဤအကျိုးကိုမယုံကြည်တဲ့လက်မခံတဲ့အမြင်မျိုးမရှိစေနဲ့ဆိုရင်ဒါမှတ်ကန်တဲ့တန်ကြောင်ရှောက်နေပြီ เอตุญญะปิสิโกปิสิဖြစ်လို့မှုဆိုတာဘယ်တော့မှမတွေ့ဘူးသူတစ်ပါးပျက်စီးပါစေဆိုတဲ့ဒေါသနဲ့တွေ့တဲ့အတွေ့ဘယ်တော့မှမတွေ့ဘူးကံကံဤအချို့ညင်းပယ်တဲ့အမြင်မျိုးဘယ်တော့မှမထားဘူးဆိုလို့ရှိရင်ဒါတမ္မာပฏิပတ္တိပဲနတ်ပြည်ရောက်ဖို့မင်္ဂန်နဲ့လမ်းကြောင်းကိုရှောက်တာခေါ်တယ်ဒါကစိတ်แท้ကရှောက်တာနှုတ်နဲ့แก မှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လှမ်းတယ်ဆိုတာဘာပြောတာလိမ်ပြောခြင်းမှရှောင်ခြင်းနဲ့မလိမ်ဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်တက်အောင်ပဲပြောတယ်ဆဲရည်တိုင်းထွာပြီးတော့ရိုင်းပြတဲ့စကားမျိုးမပြောဘူးကျင်နာတဲ့ယဉ်ကျေးသိမ်ဝေးတဲ့စကားမျိုးမပြောတယ်အကျိုးမဲ့အလဟတအချိန်ဖြုံးတဲ့ တန်ဖိုးမရှိတဲ့စကားမျိုးတွေပြောပြီးတော့အချိန်မပြောဘူးတန်ဖိုးရှိတဲ့စကားကိုသာပြောမယ်ဆိုတာဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တာနှုတ်နဲ့မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာကိုယ်ကာယနဲ့မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဖို့ကြတတ္တဝါတွေရဲ့အသက်ကိုတတ်ခြင်းမှ လုံးဝရှောင်နေမြည်သည့်တတ္တဝါရဲ့အသက်ကိုမှမတတ်ဘူးလုံးဝရှောင်တာသူတစ်ပါးဥစ္စာဆိုလို့ရှိရင် မပေးတဲ့သူများပစ္စည်းကိုမတရားတဲ့ဤခဲဤနဲ့မှမယုံတာတဲ့ဤနဲ့ရယူဖို့ဘယ်တော့မှမကြိုးစားဘူး။ဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်။သူတော်ဘာတာမယားနဲ့ပတ်သက်ပြီးတော့လုံးဝပြစ်မှားမှုမပြုဘူး။ဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်။ဟောပေါင်းလိုက်တော့ဒါသူစရိုက်ဆယ်ပါလို့ခေါ်တယ်။ အဲ့သူစရိုက်လမ်းကြောင်းကရှောက်ပြီဆိုလို့ရှိရင်ဒီဘဝအဆုံးသတ်သွားလို့နောက်ဘဝဟာကြီးတဲ့ကောင်းဘဝတေချာပြီပေါ့ဒါနောက်ဆုံးမြောက်လင်းချက်ကလေးပဲပေါ့